အခုတင်ဆက်ပေးမယ့်သတင်းကတော့လေဘရောင်းနောင်စီမံကိန်းရောကြီးနှစ်ရက်အတွင်းကျပ်သိမ်းပေါင်း9500ကျော်ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လေဘရောင်းနောင်ကျေးနီစီမံကိန်းအတွက်တင်းယူထားတဲ့နေရာတွေအတွက်ရောကြီးငွေတွေကိုမတ်လ16ရက်နေ့ကနေစတင်ပေးရလျက်ရှိရမှာမတ်လ16ရက်နေ့နဲ့18ရက်နေ့နှစ်ရက်အတွင်းစုစုပေါင်းရောကြီးငွေကျပ်သိမ်းပေါင်း9598သိန်းကျော်ပေးရပြီဖြစ်တယ်လို့သိရပါတယ်။ လက်ပောင်းတောင်စီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အစီရင်ခံစာထွက်ပေါ်ပြီးတဲ့နောက်ဖွဲ့စည်းခဲ့တဲ့အစီရင်ခံစာအကောင့်ထယ်ဖို့ရေးကော်မတီဟာမက်လာ16ရက်နေ့ကဆလင်းစည်းမြို့နယ်ကိုရောက်ရှိလာပြီးရာမြေသိမ်းဆည်းခံခဲ့ရသူတွေကိုရော့ကျင်းငွေတွေပေးအပ်ခဲ့တာဖြစ်ပါတယ်။ တိန်စီမြေယာများစစ်စစ်ရေးအဖွဲ့အနေနဲ့မတ်လ16ရက်နေ့ကကျေးရွာ9ရွာမှမြေသိမ်းခံတောင်သူ52ဦးကိုငွေကျပ်2246သိန်းကျော်ပေးအပ်ခဲ့ပြီးတော့မတ်လ18ရက်နေ့မှာတောင်သူ131ဦးကိုရော့ကျေးငွေကျပ်သိန်းပေါင်း3350သိန်းကျော်ကိုထပ်မံပေးအပ်ခဲ့တာဖြစ်ပါတယ်။ဒီလိုပေးအပ်မှုတွေရှိနေပေမဲ့တောင်သူတွေအတွက်မြေယာပြန်လည်ဝယ်ယူလုပ်ကင်ဖို့ရမှာလက်ရှိအဆိုပါဒေသအနီးတစ်ဝိုက်မှာမြေယာဈေးတွေမြင့်တက်နေရလို့ဆိုပါတယ်။